မင်္ဂလာပါရှင်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့တနင်္လာနေ့အတွက် CJ Platform ရဲ့မူလဝတ္ထားစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မနက်ခင်းမှာတော့ပင်လယ်ပြင်နှစ်ခုကြားကရှုပ်ထွေးနေတဲ့မုန်တိုင်းခြေနေတွေနဲ့အတူမြန်မာနိုင်ငံဒေသအလိုက်အပူချိန်ကွာခြားချက်တွေကိုအဓိကထားတင်ဆက်ပေးသွားမှာပါရှင်ပထမဆုံးအနေနဲ့မုန်တိုင်းသတင်းကိုစပြောချင်ပါတယ်လက်ရှိမူလဝတ္ထားမော်ဒယ်တွေရဲ့တွက်ချက်မှုအရာ မင်္ဂလာပင်လယ်အော်နယ်ကပလီပင်လယ်ပြင်မှာလူမှုမငြိမ်မသက်မှုတွေပြင်းထန်နေပါတယ်။လာမယ့်နိုဝင်ဘာလ26ရက်နေ့မှာထူးခြားတဲ့ဖြစ်စဉ်အနေနဲ့မုန်တိုင်းနှလုံးတစ်ပြိုင်နက်တည်းဖြစ်ပေါ်လာနိုင်ပါတယ်ရှင်။တလုံးကတော့တီရီလင်ကနိုင်ငံကန်ကြီးအနီးမှာဖြစ်ပေါ်ပြီးအရှိတ်ဘက်ကိုရွေ့လာမှာဖြစ်တယ်လို့နောက်တလုံးကတော့ကပလီပင်လယ်ပြင်တောင်ပိုင်းအဒမန်ကျွန်းအနီးမှာဖြစ်ပေါ်ပြီးအနောက်မြောက်ဘက်ကိုရွေ့လျားလာမှာပါ။ဒီနှစ်ခုရဲ့တက်ရောက်မှုကြောင့်မင်္ဂလာပင်လယ်အော်မှာဆိုက်ကလုန်းမုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေရှိနေပါတယ်။ ။ဒါအပြင်မြမအရှိဘတ်တောက်တရုတ်ပင်လယ်မှာလည်းနွေဘာလ26ရက်နေ့မှာပဲတိုက်ဖုန်မုန်တိုင်းတစ်ခုဖြစ်လာပြီး BNL ဘက်ကိုဝင်ရောက်မှာပါ။ဒီတိုက်ဖုန်မုန်တိုင်းရဲ့အကျဉ်းချက်တွေကြောင့်ဒီဇင်ဘာလပထမပတ်ထဲမှာမြန်မာနိုင်ငံတောက်ပိုင်းဒေသတွေမှာမိုးပြင်းရွာနိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။မြန်မာပြည်မြောက်ပိုင်းမှာတော့ဆောင်းမုတ်တုံဝင်ရောက်နေပြီမလို့ဆောင်းနှင်းမိုးလို့ခေါ်တဲ့မိုးနှင်းငယ်ရွာသွန်းနိုင်ပါတယ်။ဒီကနေ့မှာကချီပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ကြားမိုးရွာရန်ရာခိုင်နှုန်း80တိရှိနေပါတယ်။ အပူချိန်အနေနဲ့ကတော့မြန်မာပြည်မြောက်ပိုင်းနဲ့တောက်ကန်းဒေသတွေမှာအေးမြနေပါတယ်ရှင်။အအေးဆုံးဒေသကတော့ချင်းပြည်နယ်ဖြစ်ပြီးအနည်းဆုံး7ဒီဂရီကနေအမြင့်ဆုံး20ဒီဂရီပဲရှိမှာမလို့တနိုင်ငံလုံးမှာအအေးဆုံးလို့ဆိုရမှာပါ။ချင်းပြည်နယ်မှာလည်း18ဒီဂရီကနေ26ဒီဂရီဝန်းကျင်ပဲရှိပါမယ်။ဒါပေမဲ့မြန်မာပြည်အောက်ပိုင်းဒေသတွေမှာတော့နေ့လယ်ဘက်အပူချိန်မြင့်တက်နေသေးပါ။ကရင်ပြည်နယ်၊ပဲခူးတိုင်းတောက်ပိုင်းနဲ့အရှေ့ခြမ်း ရန်ကုန်တိုင်းနဲ့နေပြည်တော်တို့မှာတော့အပူချိန်34ဒီဂရီကနေ36ဒီဂရီဆယ်စီယက်ထိရှိနေတာကြောင့်နေ့လယ်ကင်းမှာအပူဒဏ်ကိုခံစားရနိုင်ပါတယ်ရှင်။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခရီးသွားရင်လည်းရေလောက်သားတွေအတွက်သတိပေးချက်ပါကပလီပင်နယ်ပြင်တောက်ပိုင်းကမုန်တိုင်းအရှင်ကြောင့်မုတ်တမာကွေမွန်တနင်္သာရီကံရံနဲ့ကံလွန်ပင်နယ်ပြင်တွေမှာလီတိုင်းတော့တနါယီ35မိုင်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်ဟာ6ဘီကနေ17ဘီထိရှိနိုင်ပါတယ်။ဒါကြောင့်ဒီဒေသတွေမှာငါးဖန်းထွက်တာ ခရီးတော်လာတာတွေကိုမလုဆောင်သင့်ပါဘူးလို့အကြံပြုလိုပါတယ်ရှင်။ကြံတဲ့မြို့ဝကျုံပေါ်နဲ့ရခိုင်ကမ်းရိုးတန်းမှာတော့လှိုင်းအမြင့်ဟာ6ပေကနေ10ပေလောက်ရှိနိုင်ပေမဲ့ရာဒီဥတုကရုတ်တရက်ပြောင်းလဲနိုင်တာမလို့နိုဝင်ဘာလကုန်အထိအထူးကြီးဆိုင်သွားလာကြဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။မုံတိုင်းတရင်ကအချိန်နဲ့မျှပြောင်းလဲနိုင်တာမလို့ CJ Platform ရဲ့မူလဝဒအစီအစဉ်ကိုဆက်လက်ဆက်ကြည့်ပေးကြပါရှင်။ CJ Platform ရဲ့မူလဝဒခမှန်ချက်တွေကိုစောင့်ကြည့်နာဆင်ပေးခဲ့ကြသူအားလုံး တဘာဝပြီးစစ်ပေတွေကနေအမြဲဆုံးကင်းဝေးပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရခြင်းမိမိတို့ဒေတာတွင်မှာဖြစ်ပေါ်နေတဲ့မိုးလေဝသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကိုမမရေးသားမျှဝေပေးခဲ့ပါဦးရှင်